မင်္ဂလာပါတော့သမီးတို့ရေဒီရေဟောက်ခု အခန်းနှစ်ခေါင်းစဉ်ခွဲလေးဖြစ်တဲ့ကျွန်ုပ်တို့ရဲ့အရေးပြအကြောင်းကိုဒီကြားမှာဖြစ်ပါတယ်ကဲအခုအခန်းနှစ်ရေ ကျွန်ုပ်တို့ရဲ့အရေးပြအကြောင်းတောက်သမီးတို့ရေတောက်သမီးတို့မှာရောအရေးပြတွေရှိရမှာလားတကယ်တရားအရေးပြအောင်တူကြလား เนาะအေးပြားကလူတွေမှာလည်းရှိတယ်တရိစ္ဆာန်တွေမှာလည်းရှိတယ်လူမှာလည်းအေးပြားမှာအမွှေးလေးရှိတယ်တရိစ္ဆာန်မှာလည်းအေးပြားမှာအမွှေးလေးရှိတယ်ဥမာနေနဲ့ဒီချေကပြောရရင်ခူးလေးမှာဆိုရင်အမွှေးရှိတယ်အဲ့တော့အမွှေးရှိပြီဆိုတော့ခွေးမှုပေါ့เนาะခူးလေးမှာအမွှေးရှိပဲရှိတယ်အဲ့တော့အဲ့အမွှေးရှိယူချေတော့ဘယ်လိုခေါ်လဲခွေးမှုပေါ့ ကဲကြောင်လေးမာရောမရှိဘူးလားကြောင်လေးမာလည်းအေးပြအပေါ်မှာအမွှေးအထူရှည်ကြီးတွေပဲရှိတယ်ကဲဒါလေးကြတော့ကြောင်မွှေးပေါ့ဟဲအဲ့ဆိုရင်လူမာရောအမွှေးတွေမရှိဘူးလားရှိတာပေါ့ကဲအဲ့ဆိုလူမွှေးတွေကရှည်ကြီးပဲဆိုရင်လူပြောမယ်လူမွှေးပေါ့နော်ကဲဒါကတော့တရိတ်ဆန်တွေမှာလည်းအေးပြရှိတယ်လူတွေမှာလည်းအေးပြရှိတယ်အေးပြပေါ်မှာမှဘာလေးဖုံးထားလဲဆိုရင်အမွှေးတွေနဲ့ဖုံးထား အဲ့တော့လူမာတော့အမွှေးလေးကရှိတယ်ဒါပေမဲ့တူတယ်ဒါပေမဲ့တိရိစ္ဆာန်လေးမှာတော့အမွှေးတွေကပိုပြီးတော့ရှည်တယ်ထူတယ်ထူတယ်ကဲကျေတို့သင်္ကန်းစာကိုဆက်ပြီးတော့လေ့လာကြမယ်နော်ကဲအခန်းထဲမှာဆိုရင်တောက်သမီးတို့ရေတရက်နဲ့တရက်ရေပြားအယောင်တူကြတယ်နော်ရေပြားဆိုတာကဒီကျေတို့အသားအယောင်ပြောတာပေါ့နော်ဟဲတယောက်ကဟဲနှစ်သားမဲလိုက်တာအသားဖြူလိုက်တာဒါကရေပြားကိုပဲပြောတာနော်ရေပြား ညိုတဲ့လူရှိမယ်ဖြူတဲ့လူလည်းရှိမယ်ဟောအရေပြားမဲတဲ့လူလည်းရှိအရေပြားပုံမှာဘိုင်ဖုံးထားတယ်အမွှေးလေးဖုံးထားတီချယ်တို့ခန္ဓာကိုယ်အစိပ်ပိုင်းမှာလည်းအမွှေးလေးဖုံးထားတာကြီးရှိတယ်ဥမာနေနဲ့เนาะအမွှေးတွေဟာဆိုလို့ရှိရင်ဘာတွေကိုကောက်ွယ်ပြီးလဲဆိုရင်ပြင်ပအန်နေတယ်အနေလာတော့မယ်ဆိုတော့အမွှေးတွေကအရင်ဆုံးကောက်ွယ်ပြီးတယ်ဥမာဥကောက်မှာဆိုရင်တီချယ်တို့ကဘာကြီးရှိတယ် ဥကောင်းကောက်ကွဖို့အတွက်အခြေတို့ဇပင်းလေးနဲ့ဖုံးထားတယ်ဇပင်းမှုရှိတာပေါ့နော်ဒီဇပင်းမှုလေးရနေပါအခြေတို့ဥကောင်းကိုထိခိုက်ဒဏ်ရာအနည်းအများကြီးပဲမရအောင်ဒီဇပင်းမှုလေးကကောက်ကွပေးရတာဖြစ်တယ်ကဲပြီးလို့ရှိရင်တာဟုတ်မှုကြီးဒီလုပ်ငန်းတက်ထမှာဆိုရင်မေးခွန်းလေးနေမိထားတယ်တာဟုတ်မှုမေးခွန်းလေးရဲ့မှာဘာမေးထားလဲဆိုလို့ရှိရှင်အရေးပြားတွေရတဲ့ဘယ်နေရာကိုဖုံးထားလဲ ကဲ तू ကဇရားနဲ့ပြီးထားတယ်နော်ဒီမှာဆိုလို့ရှိရင်ရေပြားဒီမှာဆိုလို့ရှိရင်ဘယ်နေရာ ਈ လဲပြီးရင်ဖုတ်ထားခြင်းရှိမရှိပေါ့ဒီမှာဆိုရင်မျက်နာမှာဆိုရင်အရေပြားရှိတာရှိတာပေါ့နော်ဟောနရွက်လေးမှာဆိုရင်ရောရေပြားရှိတာရှိပြီလားပေါ့ကဲအားဆိုလို့ရှိရင်လယ်ဘေးမှာရောအရေပြားရှိတာရှိတာပေါ့ကဲအားဆိုရင်လက်တွေမှာရောအရေပြားရှိတာ ဟုတ်တယ်လက်ဒီမှာလည်းအရေးပါရှိတယ်ကဲအဲ့ဆိုရင်ခြေတို့ခြေတော့ဒီမှာရောအရေးပါရှိလားရှိတာပေါ့အဲ့ဆိုရင်အရေးပါတွေကခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးထားပါတော့ဒါတော့လုပ်ငန်းတက်လီမှာမိထားတဲ့မိကုံးလေးပါကဲနောက်ထပ်တစ်ခုကလုပ်ငန်းတက်မှာပဲခဝေးမိကုံးလေးမိထားဗာမိထားလဲဆိုရင်အရေးပါကတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးထားတာတဲ့ ကဲအဆိုရင်ကြည်ချက်တို့ကခုနကလုပ်ငန်းတင်မှာမေးခွန်းလေးလုပ်ထားတာကြည်ပြီးတော့ကြည်ချက်တို့အရေးပြားကခန့်နောက်ကိုခုလုံးဖုံးထားတာမဖုံးထားဘူးလားပြောကြည့်ပါဦးဟုတ်တာဗောအရေးပြားဆိုရင်တာဟုတ်သမီးတို့ရဲ့ခန့်နောက်ကိုခုလုံးကိုဖုံးကာပေးထားတယ်နော်အဲအရေးပြားရဲ့ပုံမှာမှာအမွှေးလေးရှိတယ်ကဲအဆိုလို့ရှိရင်လုပ်ငန်းတင်မှာရှိတဲ့မေးခွန်းလေးတွေကိုတာတို့သမီးတို့ကောင်းကောင်းဖြေနိုင်မယ်လို့ကြည်ချက်ထင်ပါတယ်နော် Look okay. up.